ကမ်မရက်စကန်ကို PDF တင်ပိုက်ခဲ့ပြီးတက်ကြတူဖမ်းမိခဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတန်းကမ်မမျိုးနယ်ကရေကန်စကန်ကို PDF တွေက April 25ရက်မှာတိုက်ခိုက်တင်ပိုက်ခဲ့ပြီးတက်ကြတူကိုလည်းဖမ်းဆီးရမိခဲ့လို့သိရပါတယ်။ကမ်မမျိုးနယ်တရက်ကမ်မပြေကာလန်မဘေးကပတ်စ23နဲ့73မိုင်အကွာရေနံ့တာကျေးရွာကစခန်းမုံမြတ်တော်အောင်ဦးဆောင်တဲ့အင်အား18ဦးရှိတဲ့ရေကန်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်တပ်သားတွေကလန်နရှာအញ្ញံခံမယ်လို့ပြောတဲ့အတွက်တက်ခမ်းမှုရန်နာထားချိန်စခမ်းမှုနဲ့ရဲတွေက ထွက်ပြေးသွားကြတာဖြစ်တယ်လို့တရက်ခင်ရအမှတ်လေးတက်ရင်ကသတင်းထုတ်ပြန်ပါတယ်ရက်တပ်ဝင်တွေထွက်ပြေးသွားတဲ့အတွက်ရေကန်စကန်တဲကိုဝင်ရောက်ရှင်းလန်းချိန်ရက်တကြက်တူကိုဖမ်းမိခဲ့ပြီး G3 တနက်တလက်ခြေပေါက်တစ်ခုခြေမျိုးစုံတထောင်ကျော်ကားနှစ်စီးဆိုင်ကယ်လေးစီးနဲ့စစ်အုံဆောင်ပစ္စည်းတချို့တင်စီရမိခဲ့လို့ဆိုပါတယ် တိုက်ပွဲဖြစ်ပွားပြီးရနောက်စစ်ကောင်စီတပ်ကရင်းနှီးတာရွာပတ်ဝန်းကျင်ကိုနမည်ရှင်းလင်းလှုပ်ဆောင်ပြီးမင်းတုံငါးမှိုင်းကိတ်ကနေလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေလည်းရှိခဲ့လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမတ်လေးတပ်ရင်းရဲ့တပ်ခွဲတင်းနဲ့တပ်ခွဲနှစ်တို့ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပြီးပြည်ရဲ့ရေးပေါ်ရဲ့အထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်။